ိမ်တွေကိုဆစ်ဆက်လက်စွပ်အနေနဲ့အသုံးပြုကြတယ် propose ring အနေနဲ့အသုံးပြုကြတယ်ဘာကြောင့်အသုံးပြုတာလဲဘယ်တော့ကလေးကစတင်ပြီးတော့အသုံးပြုကြတာလဲမင်္ဂလာပါ hoshi page ကနေကြိုဆိုပါရယ်ကြွနာမည် hoshi ပါဒီဒီမျှဝေပေးသားမယ့်အကြောင်းအလေးကတော့စိမ်တွေကိုဆစ်ဆက်လက်စွပ်အနေနဲ့အသုံးပြုကြတယ်ဘယ်တော့ကလေးကစတင်ပြီးတော့အသုံးပြုကြတာလဲဘာကြောင့်အသုံးပြုကြတာလဲ1489ခုမှာခုနှစ်ခုနှစ်မှာ ဒီ Mexican Empire က Archduke Maximilian ဆိုတဲ့သူကသူ့ရဲ့ဇနီးလောင်းကို propose လုပ်တဲ့အခါမှာစိန်ကိုအသုံးပြုပြီးတော့ propose ring အနေနဲ့စတင်ပြီးတော့အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဒီ DB ဆိုရယ် DBS ဆိုရယ်ဒီစိန် company တခုဟာကျမတို့အခုဈေးကွက်ထဲမှာအမြဲကြားနေတဲ့ A diamond is a forever ဆိုတဲ့ slogan လေးကိုစတင်မိတ်ဆက်ပြီးတော့ စိန်ဒီတာလျှင် propose ရင်းအတွက်အကောင်းဆုံးဖြစ်တယ်ဆိုရယ်ဒီကျမတို့ဒီအတွေးခေါ်လေးတခုကိုအပီးဈေးကွက်ထဲကိုရိုက်ထည့်ထားတာဖြစ်ပါတယ်တတိဟိုလိုပြောရင်တော့ connection ချိတ်ဆက်လိုက်တာပေါ့နော်စိန်ဒီအတိုင်းမို့ is forever စိန်ကအမြဲထာဝရအတွက်ဖြစ်တယ်အဲ့တော့ကျမတို့ဒီအိမ်အောင်ပြုတ်ရယ်ဆိုတာလေအမြဲထာဝရအတွက်ပဲလေအဲ့တော့ဒီအဲ့အကြောင်းမလို့ စိန်သည် propose တော့ဖို့အတွက်အကောင်းဆုံးသော charity jewelry ဖြစ်တဲ့ gems ဖြစ်တဲ့ဆိုတော့သူက connection ချိတ်ဆက်ပေးလိုက်တာပဲဖြစ်တဲ့ရှင်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးတွေကိုအမြဲတမ်းအဆုံးထိနှထောင်ပေးသွားတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်နေ့မှာတော့ဒီ diamonds ကို propose ring အနေနဲ့ဘာကြောင့်ထပ်ပြီးတော့ wish ရလဲဆိုတဲ့အကြောင်းလေးကိုဆက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင် ဗီဒီယိုလေးတွေကိုအမြင်နဲ့အဆုံးထိနှထောင်ပြရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးတွေကနေပြီးတော့ဘုဟုတုတရရဲ့မြေထာရရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်